အော်တိုဘာလ24ရက်နေ့ည9:20မိနစ်ကထိုင်းပြည်မေတော်မိဖုရားကြီးတည်ခဲ့အသက်63နှစ်အရွယ်မှာချူလာလောင်ကုန်းစည်းရုံတွင်ကွယ်လွန်ခဲ့ကြောင်းထိုင်းတော်ဝင်မိသားစုကတရားဝင်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့ပြည်သူ့အကျိုးများကိုညှ ස් ွာထောက်ပံ့ပြုခဲ့သောမိဖုရားကြီးတည်ခဲ့၏သဗ္ဗနာခန္ဓာကို တော်ဝင်စင်လာနှင့်အညီအမြင့်ဆုံးဂုဏ်ပြုမှုဖြင့်စီစဉ်ပြုလုပ်ပေးရန်နှင့်ဝန်ထမ်းချင်းထိမ့်မက်ကိုတနည်းအထိသတ်မှတ်ရန်လက်ရှိထိုင်းပြည်မင်းမြတ်ကညွှန်ကြားထားကြောင်းလည်းသိရှိရပါတယ်။ ေပြားကြီးတည်ရခဲ့ကိုတော်ဝင်မင်းသားချန္နာဘူရီစူရာနန်းနဲ့ကျင်ရတော်တို့မှ1932ခုနှစ်အောက်တိုဘာ12ရက်နေ့တွင်မွေးဖွားခဲ့ပြီးမိခင်နိုင်ငံ Mother Earth Nation အဖြစ်ထိုင်းနိုင်ငံသားများကသတ်မှတ်ထားကြပါတယ်။မိပြားကြီးမွေးနေ့ကိုထိုင်းနိုင်ငံ၏အမေများနှင့်အဖြစ်ယနေ့တိုင်သတ်မှတ်ခြင်းမှလျက်ရှိပြီးပြင်သစ်တွင်ဂီတပညာသင်ကြားနေခြင်းသူမ၏ခင်မောလောင်ဖြစ်လာမည်ဘရင်ဘူမီတော်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကာ ထိမ်းမြလက်ထပ်ခဲ့ပြီးနောက်ဘရင်မင်းမြတ်နဲ့အတူနိုင်ငံတော်ဝင်များကိုထမ်းဆောင်ခဲ့ကြောင်းသိရှိရပါတယ်